ဖင်နိုင်ငံတွေကဘာတွေထူးခြားလဲလဲနံပါတ်1အနေနဲ့ကတော့ဘီယာကိုရေလိုတောက်တဲ့ဂျာမနီနိုင်ငံပဲဖြစ်ပါတယ်ဂျာမနီနိုင်ငံသွားပြီးတော့ဘီယာမတောက်နဲ့လို့သွားလုံနေဟာတာကြီးတစ်ခုလိုဖြစ်နေမှာပါဂျာမနီမှာဘီယာဆိုတာရေလိုပဲဖြစ်ပါတယ်အကျွန်တော်တို့သမင်းစားပြီးရင်ရေတောက်ကြတယ်လို့ပဲဂျာမန်တွေကလည်းအစာစားပြီးရင်ဘီယာတောက်ကြပါဟုတ်ကဲ့ဒီလူတွေဘီယာတောက်တယ်ဆိုတာသမိုင်းစင်လာနေကိုတောက်ကြတာဖြစ်ပါတယ်အဲ့တို့ဘီယာတောက်လာတဲ့တက်တန်းကနှစ်ပေါင်း900ကျော်လောက်ကိုရှိပြီလို့သိရပါတယ် အကြောင်းဂျာမန်ဘီယာတွေဆိုတာဘီယာဖြစ်ပြီးရောဆိုပြီးတော့ပြီးဆိုလဲထုတ်ကြတာမျိုးမဟုတ်ပါဘူး။အစိုးရကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့ညီဂျာမန်ကြီးနဲ့ညီညွတ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။အကြောင်းဂျာမနီမှာဆိုရင်ဘီယာကိုနွားရီတောက်တောက်ရင်တော့ဂျာမန်ကြီးမထိခိုက်ဘူးလို့ဆိုကြပါတယ်။ဘီယာကိုတရားရီတောက်မယ်လို့တွေးထားတယ်ဆိုရင်တော့ဂျာမနီကိုသာရအောင်သွားဖို့အချမ်းပေးကြပါတယ်။နမနီနေနေကတော့တာပိုက်ကောင်နိုင်ငံမှာ။ဩစတြေးလျနိုင်ငံဆိုတာကတော့ငโกကလေးကတာပိုက်ကောင်နိုင်ငံဆိုပြီးတော့နာမည်ကြီးပါတယ်။ ဲတချို့ကတာမဲကောင်ကြီးချက်စားလို့ဒီနမည်ခေါ်တယ်လို့ထင်ကြတာပါတကယ်တော့လူသားတွေကတော့မအော်စီမာလာပြီးချက်စားတယ်လို့ပြောလို့ရပါဘာလို့ဆိုအော်စီကတာပိုက်ကောင်အကြီးအတွက်ကလူသားအကြီးအတွက်ထောင်ပို့ပြီးတော့များလို့ပါအတိအကျပြောရမယ်ဆိုရင်လူသားဥယျာဉ်26တန်းပဲရှိတဲ့အချိန်မှာတာပိုက်ကောင်အကောင်ကြီးကတန်း90အထိကိုရှိပါတယ်ဆိုလိုတာကတာပိုက်ကောင်နဲ့လူနဲ့ချမယ်ဆိုရင်တော့လူတစ်ယောက်ကိုနှစ်ကောင်လုံးတောင်းရင်ယူရမှာပါ တောင်းလိုက်ကောင်တွေတလောက်များနေရတဲ့အကြောင်းရင်းကတော့သူတို့ကိုအမဲလိုက်မဲ့တရိစံတွေမရှိလို့ဖြစ်ပါတယ်။လူကြီးရဲ့ထူထပ်မှုလဲနေပါလွန်းတာကြောင့်တောင်းလိုက်ကောင်တွေကြီးပဲဖြစ်ချင်တိုင်းဖြစ်နေတာပါ။အဲဒါကြောင့်အော်စီကိုသွားဖို့ရှိရထားတယ်ဆိုရင်လက်ဝဲလေးပါလေးတင်သွားဖို့အကြံပေးတယ်ပါ။အကမ်းမသိရင်တောင်းလိုက်ကောင်တွေပါတပွဲတလန်နှွှဲနှွှဲနေရမှာပါ။နံပါတ်3အနေနဲ့ကတော့ပင်ကွင်းသူရဲကောင်ရှိတဲ့နိုင်ငံပါ။နော်ဝေးနိုင်ငံမှာတော့ချီတူချာချာအနေနဲ့ပင်ကွင်းတစ်ခုကိုဘရင်သက်တော်ဆောင်ဖြစ်ခန့်အပ်ထားပါတယ်။ဟမ်ဒီပင်ကွင်းကပေါ်တေးသေးပင်ကွင်းတော့မဟုတ်ပါဘူး။ စာပွဲပါရရှိထားတဲ့သူရဲကောင်းပင်ကွင်းကြီးဖြစ်ပါတယ်။ဟမ်။ကဘာဘောကပင်ကွင်းဘီရင်ကြီးလို့လည်းတင်စားကြပြီးတော့နော်ဝေးဘီရင်ရဲ့တတ်တော်စားအမတ်ဖြစ်ပါတယ်။ဒီပင်ကွင်းကဘီရင်ရရှိထထောင်ယာလူကြီးသေးတာမို့လို့အားလုံးကတော့အယုဒ္ဓေပေးကြရပါတယ်။ဒီပင်ကွင်းလေးကဘီရင်တတ်တော်စောင်းတာဆိုပေမဲ့ဘီရင်နားမှာတော့သိပ်မနေပါဘူး။စကွန်ဒလန်လေးကတရိတ်ဆန်ယုံတယုံထဲမှာနေပြီးတော့တခါတလေမှဘီရင်စီလာလေတာဖြစ်ပါတယ်။တရိတ်ဆန်ယုံထဲမှာဆိုလို့ငနေရထင်နေတော့မှားတော့ပါပဲ။အဆောင်ရောင်ခန်းသားတွေနဲ့နေတာဖြစ်ပြီးတော့တတ်တော်စောင်းတွေပါထားရှိပေးထားတယ်လို့သိရပါတယ်။ ဒီပင်ကွင်းကတလားတစ်ခါနန်းတော်တွေကိုလာလှည့်ပြီးတော့ဘရင်တပ်သားတွေကိုဩဝါဒလာချွေလေးရှိပါတယ်။အဲဘာတွေဩဝါဒချွေတယ်လဲဆိုတာတော့ပင်ကွင်းစကားမတက်လို့ကျွန်တော်လည်းမသိဘူး။နံပါတ်၄နေနေကတော့မနက်စာနှစ်ခါစားလို့ရတဲ့နိုင်ငံပဲဖြစ်ပါတယ်။ရုရှားနိုင်ငံဆိုတာကမ္ဘာပေါ်မှာနေနေမဲ့အကျယ်ဆုံးနိုင်ငံလို့ပြောလို့ရပါတယ်။အဲဘလောက်တောင်ကျယ်တယ်လဲဆိုရင်ရုရှားတနိုင်ငံထဲမှာကိုတိုင်းစုံ၁၁ခုကြီးရှိပါတယ်။တနိုင်ငံထဲမှာကိုတစ်ဖက်မှာနေဝင်ပြီးတော့တစ်ဖက်မှာနေထွက်နေတာမျိုးပါ။ နိုင်ငံအရှိတ်ချမ်းကနေထွက်တာကိုကြည့်ပြီးသွားရင်လီယန်နဲ့နောက်ဘက်ချမ်းကိုကူးပြီးတော့နောက်တစ်ချိန်နေထွက်တာကိုပါပြန်ကြည့်လို့ရပါတယ်။အဲကြောင့်တရားထဲမှာတင်နေနှစ်ခါထွက်တဲ့နိုင်ငံဆိုပြီးတော့လည်းနာမည်ကြီးပါတယ်။နံပါတ်၅အနေနဲ့ကတော့မြောက်ကိုရီးယားနိုင်ငံပါ။ဘယ်သူမှမတူတဲ့မြောက်ကိုရီးယားကတော့ကလန်နာတော်သူများနဲ့မတူတာကိုပဲသုံးပါတယ်။ဒါကဘာလို့လဲ2025အထိကိုရောက်နေပြီဆိုပေမဲ့မြောက်ကိုရီးယားမှာတော့133ခုနှစ်ပဲရှိသေးပါတယ်။အင်းအဲသူတို့ရဲ့ကလန်နာက1912ခုနှစ်ကမှပြန်ဆထားတာမဟုတ်လို့ပါ။ နောက်ကိုရီးယားနိုင်ငံကိုပထမဆုံးစတင်တည်ထောင်ခဲ့တဲ့ခေါင်းဆောင်ကြီးကင်အီဆန်မွေးတဲ့နှစ်ကနေစပြီးတော့ရေတွက်ထားတာဖြစ်ပါတယ်။အဒီကလန်နာကတော့ခေါင်းဆောင်ကြီးသေပြီးမကြမီ1998ခုနှစ်တုန်းကမှစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။အဆုံးနှစ်ကြီးပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။